因为我不需要依靠斗帝血脉就能走到今天。第一排嘛咯，大碗血羊叫人你写嘛，六瑞高龙送你家吧嘞。 လင်းတုံကတော့ကြောက်တန်ကြီးကိုကြည့်ပြီးတော့သူ့ဒီရက်ပိုင်းနေရောညပါခရီးဆက်ခဲ့ရပြီမဲ့တန်နဲ့ចောင်းကိုရေရောလိုက်ပါတယ်အချိန်မီရောက်လာနိုင်တာကြောင့်မှာရောက်လာတဲ့ထဲမှာတော့ကုရန်တို့လည်းပါပါတယ်မူချမ်းချမ်းရောက်လာတဲ့အချိန်မှာတော့ခါတိုင်းလိုပဲဘေးကပူရိသားတွေအကုန်လုံးအယူမှုဖြစ်ကုန်ပြီလေမူချမ်းချမ်းတယောက်လင်းတုံကိုတွေ့လိုက်တဲ့အချိန်မှာတော့လင်းတုံကတိတ်တိတ်လေးနေဖို့အမူအရာလုပ်ပြလိုက်ပါတယ် အဲ့ဒီချိန်မှာနောက်တစ်ဖွဲ့ရောက်လာပြီးတော့သူတို့လမ်းမှာပိတ်နေတဲ့လူနှစ်ယောက်ကိုတခါတည်းအပြတ်ရှင်းလိုက်ပါတယ်။ရောက်လာတာကတော့ရင်းခွေခိုင်းရဲ့ခိုင်းကျုပ်လေးထန်လိမ်မှာမူချမ်းချမ်းကတော့ခိုင်းကျုပ်လေးထန်ကိုမတွေ့ရတာကြာပြီနော်ဆိုပြီးတော့ပြောရင်းနဲ့ညှို့ကြည့်လိုက်ပေမဲ့တက်ရောက်မှုရှိပါဘူး။လေးထန်ပြဿနာရှာရတဲ့အကြောင်းရင်းကတော့သူတို့ခိုင်းကိုပြဿနာရှာခဲ့တဲ့လင်းတုံကမူချမ်းချမ်းနဲ့ရင်းနှီးတယ်ဆိုပြီးတော့ကြားထားတာကြောင့်မှာမူချမ်းချမ်းကတော့သူကြားရတဲ့လောက်ကတော့လင်းတုံကတာဝန်စီရင်စုကနေပြီးတော့ထွက်သွားလိုက်ပြီဆိုတဲ့အကြောင်းကိုလေးထန်ကိုပြန်ပြီးတော့ပြောပြလိုက်ပါတယ်။ ဒါပေမဲ့လေလင်းတုံတယောက်အဲ့နေရာကနေထွက်သွားဖို့လုပ်တဲ့အချိန်မှာပဲလေးထန်ရဲ့စိတ်ဆွမ်းရင်နဲ့လင်းတုံကိုသတိထားလိုက်မိပြီးတော့စတိုက်လိုက်ပါတော့တယ်။လင်းတုံတယောက်ကာလိုက်နိုင်ပါတယ်။လင်းတုံကိုသတိထားမိသွားတဲ့အကြောင်းကတော့လင်းတုံရဲ့ခန္ဓာကိုယ်မှာဟွာကျုံးရဲ့စိတ်ဆွမ်းရင်နဲ့ကြန့်ရှိနေသေးတာကြောင့်မှဒါကြောင့်လေးထန်ရဲ့အာယုံတွေကနေပြီးတော့လင်းတုံမလွတ်မြောက်သွားတာပါ။ဘေးလူတွေကတော့လင်းတုံအကြောင်းအတင်းနေတောက်နေကြပါပြီ။ပြီးတာနဲ့လေးထန်တယောက်ထပ်ပြီးတော့တိုက်လိုက်ပြန်ပါတယ်။လေးတုံကစိတ်ဆွမ်းရင်နဲ့ပြန်တိုက်လိုက်တဲ့အချိန်မှာတော့မထင်မှတ်ထားပဲနဲ့လေးထံရဲ့တိုက်ွက်ကလင်းတုံရဲ့စိတ်ဆွမ်းအားတွေကိုတိုက်စားလိုက်နိုင်တယ်လေ ဒါကြောင့်လင်းတုံတယောက်အသေးအံရှောင်လိုက်ရပါတော့တယ်အလွတ်မပေးဘဲနဲ့နောက်ထပ်ထပ်တိုက်တဲ့ချိန်မှာတော့လင်းတုံတယောက်ရွမ်းစိတ်ဝိညာဉ်စွမ်းရင်ကိုအသုံးပြုလိုက်ပါတယ်။စွမ်းရင်နှစ်ခုထိတ်တိုက်တွေ့သွားပြီးတော့ပေါက်ကွဲမှုကြီးဖြစ်သွားပါတယ်။ဒါပေမဲ့လေးထံမှာအဆောက်အုပ်သေးရှိတဲ့အတွက်ဘာမှဖြစ်မသွားဘူးလေ။အကြီးအကျယ်တိုက်တော့မယ့်ချိန်မှာပဲဘိုးဘေးမျိုးနွယ်စုလေးခုကလူတွေရောက်လာကြပါတယ်။ပထမဆုံးရောက်လာတာကတော့လင်းတုံရဲ့အကြီးမားဆုံးရန်သူကြီးဖြစ်တဲ့လင်းလန်ထမ်းမှာနောက်ဆုံးတော့ထပ်တွေ့ကြပြန်ပါပြီ။အခုဆိုရင်လင်းလန်ထမ်းရဲ့စွမ်းအားတွေကလွန်ခဲ့တဲ့တစ်နှစ်ကထက်အများကြီးပိုပြီးတော့အားကောင်းလာပါတယ်။ ်လင်းတုံရဲ့လက်ရှိအင်အားနဲ့ဆိုရင်လေလင်းလန်ထန်းရဲ့ပြိုင်မဲမဟုတ်သေးပါဘူးဒါပေမဲ့လေမျိုးနွယ်စုပြိုင်ပွဲကတစ်နှစ်လောက်ကြာနေတဲ့အတွက်မျှော်လင့်ချက်ကတော့ရှိသေးရဲ့လေလင်းလန်ထန်းနောက်မှာတော့လင်ခေရတို့ပါလာပါတယ်နောက်ထပ်ရောက်လာတာကတော့ဘိုးဘေးမျိုးနွယ်စုတွေကတခုဖြစ်တဲ့ချင်းမျိုးနွယ်စုပါပြီးတာနဲ့ပထမပွဲတုန်းကမလာခဲ့တဲ့ဟွမ်ဖူမျိုးနွယ်စုလည်းရောက်လာပါတယ်လင်းတုံတယောက်ချင်းကျူးကဥဆောင်လာမယ်လို့ထင်ထားခဲ့ပေမဲ့ရောက်လာတာကတော့ချင်းကျူးမဟုတ်ဘဲနဲ့ဟွမ်ဖူချင်းဖြစ်နေပါတော့တယ်။နောက်ဆုံးမှရောက်လာတာကတော့ဝမ်မျိုးနွယ်စုပါ။ဝမ်ရန်တယောက်ကြောက်တိုင်စီမှာတယောက်တည်းထင်ထင်ရှားရှားကြီးရက်နေတဲ့လင်းတုံကိုတွေ့သွားပြီလေ တကယ်တော့ဝမ်ယန်ကလင်းလုံတည်သွားပြီဆိုပြီးတော့ထင်ထားတာပါဟွမ်ဖူချင်းကလည်းလင်းလုံကိုမြင်သွားပြီးတော့ဒါမမချင်းကျူးပြောတယ်လင်းလုံလားဆိုပြီးတော့ရေရွက်လိုက်ပါတယ်ကြည်ရတာကတော့တာမန်မှာပဲဆိုပြီးတော့ဘာလို့ချင်းကျူးကအစဖော်ပြောရတာလည်းမသိဘူးဆိုပြီးတော့မေးခွန်းထုတ်နေမိပြီလေဝမ်ယန်ကတော့လင်းတုံကိုတိုက်ချင်ပေမဲ့လင်းတုံကလင်းမျိုးနယ်စုနဲ့ပတ်သက်နေရာကြောင့်အခက်တွေ့နေရတယ်ဆိုပြီးတော့ပြောလိုက်တဲ့အချိန်မှာတော့လင်းလန်ထန်းကလှုပ်ချင်တာလှုပ်ဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်။ဘာလို့လဲဆိုတော့လင်းလန်ထန်းကလင်းတုံကိုမျိုးနယ်စုခွဲကအတုံးမကြတဲ့ကောင်ဆိုပြီးတော့တွေးထားတာကြောင့်ပါ။ အဲ့တော့မှမူချမ်းချမ်းကလည်းလင်းတုံကလင်းပိုးဘေးမျိုးနွယ်စုရဲ့မျိုးနွယ်ွယ်ကလူမှန်တည်သွားပါတယ်။ဝမ်ရံရဲ့ဦးလေးထံကတော့တိုက်စာရှိတာမြန်မြန်တိုက်ပြီးတော့အဓိကကိစ္စကိုမနှောင့်နှေးစေနဲ့ဆိုပြီးတော့ခွင့်ပြုပေးလိုက်ပါတယ်။ဝမ်ရံတယောက်အခုဆိုရင်လင်းတုံကိုတိုက်ဖို့ပြင်လိုက်ပြီလေ။လင်းတုံကတော့မတိုက်ခင်မှာတစ်ခုလောက်မေးပြရစီဆိုပြီးတော့ဒီတစ်ခေါက်ရောခြံခုံအိတ်ကိုပြင်ဆင်ထားပြီးပြီလားဆိုပြီးတော့ဖဲ့လိုက်ပါတယ်။လင်းတုံပြောတာကိုကြားပြီးတဲ့နောက်မှာတော့ဝမ်ရံတယောက်ဒေါသကြီးငယ်လေးရောက်သွားပြီးတော့လင်းတုံကိုဒီနေ့အသေးတက်ပြစ်မယ်ဆိုပြီးတော့ကြိမ်ဝါလိုက်ပြီလေ။ အခုဆိုရင်ဝမ်ယန်ကစောရင်ဖန်ဆင်းခြင်းပုံသေးငယ်တဲ့အောင်မြင်ခြင်းအဆင့်မှာပြီးတာနဲ့တိုက်ပွဲဆက်လိုက်ကြပါတယ်နှစ်ယောက်သာလှန်ချင်းရှင်ပြီးတော့လေပေါ်မှာအပီဖိုက်နေကြပါတယ်ဝမ်ယန်ကတလော့ကခုံချင်းကိုတိုးလိုက်တဲ့ချိန်မှာတော့လင်းတုံကလည်းအကာအွယ်ကိုဖွင့်ပြီးတော့ကာလိုက်ပါတယ်မိဘိုးတွေကြားထဲမှာပဲဝမ်ယန်တယောက်သူနိုင်သွားပြီလို့ထင်ခဲ့ပေမဲ့လင်းတုံကတော့နည်းနည်းလေးတောင်ထိခိုက်မသွားပါဘူးမဖြစ်နိုင်ဘူးဆိုပြီးတော့ရွှေစင်မျက်နှာစိုးနှိမ်လက်ဝါကိုထပ်တုံးလိုက်ပါတယ်လင်းတုံကလည်းတားကြီးမိုးကျခန္ဓာကိုကိုတုံးပြီးတော့ပြန်တိုက်လိုက်ပြီလေ အသာလေးကာတိုင်နေတဲ့အတွက်ဝမ်းရံတယောက်အတံမထွက်နိုင်အောင်ဖြစ်သွားပါတယ်ပြီးတာနဲ့ရွှေစင်မြင့်နဲ့ဆိုးနေလက်ဝါးကဘလို့တုံးရလဲဆိုတာသင်ပေးမယ်ဆိုပြီးတော့သူ့ညီတဲ့တိုင်းကိုတုံးပြီးတော့ဝမ်းရံကိုပြန်တိုက်လိုက်ပါတယ်ဝမ်းရံကလည်းတားလော့ကောင်းငင်ခွဲတဲ့လန့်ကိုတုံးပြီးတော့ပြန်တိုက်လိုက်ပြီလေအဲ့ဒီချိန်လင်းတုံကလည်းမိုးချိုးခန္ဓာကိုကိုတုံးပြီးတော့ပြေးထိုးလိုက်ပါတယ်မှောက်သွားတာကတော့ဝမ်းရံမှာအဓိကကိစ္စတောင်မလုပ်ရသေးဘူးဒဏ်ရာဒဏ်ချက်တည်နေဖြစ်သွားပါတယ်တနည်းအတွင်းအားကောင်းသွားတဲ့လင်းတုံကိုကြည့်ပြီးတော့ဝမ်းရံကမယုံကြည်နိုင်ဖြစ်နေပါတယ်ထပ်ပြီးတော့ပြေးထိုးလိုက်တဲ့ချိန်မှာတော့ဝမ်းရံရဲ့ဦးလေးကဝင်တားလိုက်တာကြောင့်နောက်ကိုလွင့်သွားပါတယ် ဘာလို့လဲဆိုတော့အဲ့ဒီလူကခြိဖန်စင်းချင်းပုံကြီးမားတဲ့အောင်မြင်ခြင်းအဆင့်ကိုရောက်နေပြီမို့လို့ပါဦးလေးထံကသူကိုယ်တိုင်မတိုက်တော့ပဲနဲ့လင်းလန်ထန်းတဲ့လင်းတုံကိုပွဲတယ်ပေးလိုက်ပြန်ပါတယ်လင်းလန်ထန်းကြောင့်လင်းမိသားစုနဲ့ဝမ်မိသားစုကြားဆက်ဆံရေးပျက်စီးမှာမကြောက်ဘူးလားဆိုပြီးတော့မေးလိုက်ပါတယ်အဲ့တော့လင်းလန်ထန်းကလည်းလင်းတုံကိုဒီနေ့ကိစ္စကတူလွန်လာမှုလို့ဒူးထောက်ပြီးတောင်းပန်ဖို့လှမ်းပြီးအမိန်ပေးလိုက်ပါတယ်။အဲ့တော့လင်းတုံကအားရပါရရေလိုက်ပြီးတော့မင်းကဘာကောင်မှုလို့ငါကိစ္စကိုဝင်ပြောရတာလဲဆိုပြီးတော့လှမ်းရန်တွေးလိုက်ပြီးလေ ပြီးတာနဲ့လင်းလန်ထန်းကလင်းဘိုးဘေးမျိုးနွယ်စုဝင်တယောက်အနေနဲ့ဝမ်မျိုးနွယ်စုကိုနှီးမျိုးစုံကပ်ဖားရက်ဖားလုပ်ပြီးတော့လူအများရှိမှကိုမျိုးနွယ်စုကိုဖိအားပေးပြီးမျိုးနွယ်စုဂုံတိတ်ခါညှိုးနှိုင်းအောင်လုပ်တာကြောင့်ဒီကိစ္စသာပြန်သွားရင်လင်းဘိုးဘေးမျိုးနွယ်စုကိုလူတော်များများကတောင်းပြောင်ကြပြီးတော့ဘိုးဘေးမျိုးနွယ်စုကိုဟာသားတစ်ခုဖြစ်စေလိမ့်မယ်ဆိုပြီးတော့လင်းတုံကစက်တိုက်ပြောလိုက်ပါတယ်အဲ့လိုကြားတဲ့အချိန်မှာတော့လင်းလန်ထန်းတယောက်ဒေါသထွက်သွားပြီးတော့တိုက်ဖို့လုပ်တဲ့အချိန်မှာအကြီးကဲတယောက်ကဝင်တားလိုက်ပြီးတော့ဝမ်ဘိုးဘေးမျိုးနွယ်စုကိုလင်းလန်ထန်းကအလျှော့ပေးနေတယ်ဆိုပြီးဒီမှာရှိတဲ့လူတွေအားလုံးထင်သွားကြလိမ့်မယ်အကြောင်းကိုပြောပြလိုက်ပါတယ် အကြီးကဲလင်ကတော့လင်းတုံကအပေါက်ဆိုးပေမဲ့အရေးချင်းရှိတဲ့မျိုးဆက်ကောင်တယောက်ဖြစ်တာကြောင့်မို့လို့အကြောင်းပြချက်မရှိဘဲနဲ့လူရှိသူရှိမှလင်းတုံကိုဖမ်းတာကမတင့်တော်တဲ့အကြောင်းပြောပြီးတော့လင်းတုံပြောတာကလည်းမှန်တယ်ဆိုပြီးဖြောင်းပြလိုက်ပါတယ်။လင်းလန်ထန်းရဲ့လုံရက်ကဝမ်မီသားစုကိုတော်တော်လေးကပ်ဖားရက်ဖားလုံနေရကြတယ်လေ။လင်းခဲရကလည်းလင်းတုံဘက်ကနေပြီးတော့လင်းလန်ထန်းကိုတောင်းပန်လိုက်ပါတယ်။အဲ့တော့မှလင်းလန်ထန်းကဆိတ်လျှော့လိုက်ပါတော့တယ်။သူ့ဘက်ကတယောက်မှမပါဘူးလေ။ပြီးတာနဲ့တဖွဲ့စီရှေးဟောင်းကြောက်တိုင်ထဲကိုဝင်သွားကြပါပြီ။လင်းတုံတယောက်ရှောင်းရံကိုစီးပြီးတော့ဝင်သွားပြီမဲ့တနေရာရောက်မှတော့နှစ်ကောင်လုံးပြုတ်ကျသွားပါတယ်။ ဘေးပတ်ပတ်လေကိုကြီးလိုက်တဲ့ခါမှာတော့ရုတ်တရက်တခြားနေရာတစ်ခုကိုရောက်သွားတယ်လို့ခံစားလိုက်ရတယ်လေအပြင်လောကနဲ့တခြားစီပါပဲအဲ့ဒီချိန်မွေးပါလေးကတော့ဒါကရှေးဟောင်းခိုင်းဖန်ဆီးထားတဲ့နေရာလွတ်ဖြစ်ရမယ်ဆိုပြီးတော့ထင်ကြီးပေးလိုက်ပါတယ်ပြီးတာနဲ့ရှေ့နေနေရှောက်သွားပြီးတော့ကြီးလိုက်တဲ့ချိန်မှာတော့ရှေးဟောင်းခိုင်းရဲ့အမွေနှစ်ကိုမြင်လိုက်ရပါတယ်ဒီနေရာလွတ်ထဲမှာကောင်းကင်နဲ့မြေကြီးရွံဆွမ်းရင်နေအများကြီးစုစည်းနေတာပါဒီနေရာကလည်းဆုံးပြစ်ထားတာကနှစ်ပေါင်းသသောင်းကျော်လောက်ရှိနေပါပြီအထဲကိုဝင်ပေါ်လုတဲ့ချိန်မှာပဲအတန်ကြားလိုက်ရတာကြောင့်နောက်ကိုလှည့်ပြီးတော့ကြီးလိုက်တဲ့ချိန်လူတွေအော်ဟစ်ပြီးတော့ပြေးနေတာကိုတွေ့လိုက်ပါတယ် အဲ့ဒါကတော့အနောက်ကနေပြီးတော့မိဆာသားရဲတွေလိုက်လာတာကြောင့်မို့လို့ပါမိဆာသားရဲကြီးကိုတွေးလိုက်တဲ့အချိန်လင်းတုံကလည်းပြေးပြီလေမိဆာသားရဲကြီးကလည်းအနောက်ကနေတောက်လျှောက်လိုက်တိုက်ပါတယ်ဟိုလူတွေကိုတော့မဟုတ်ပါဘူးလင်းတုံကိုပါကန်ဆိုးကျင်တော့လင်းတုံပြုတ်ကျသွားတာကတဲနုံကြီးဖြစ်နေပြန်ပါလေဒါကြောင့်ရှောင်းရမကယ်လိုက်နိုင်ခင်မှာပဲလင်းတုံတယောက်တဲနုံနဲ့ကိုနှစ်သွားပါတော့တယ် တဲနုံနယ်ကနေပြီးတော့နောက်ထပ်နေရာတစ်ခုကိုရောက်သွားပြန်ပြီလေကြည့်ရတာတော့လင်းတုံရောက်သွားတဲ့နေရာကမိစ္ဆာသားရဲ့သွားလာလှုပ်ရှားခဲ့တဲ့နေရာနဲ့တူနေပါတယ်ဒီအချိန်မှာပဲမိစ္ဆာသားရဲ့ကလင်းတုံတို့စီကိုပြန်ရောက်လာပြီးတော့ အနောက်ကနေလိုက်တိုက်ပါတော့တယ်။လှိုင်ကူတွေကတစ်ခုနဲ့တစ်ခုဆက်ထားတာကြောင့်ဘယ်ဘက်ကိုသွားရမလဲဆိုတာလင်းတုံတယောက်ဆုံးဖြတ်ဖို့ခေါင်းခဲနေပါပြီ။ဒါကြောင့်မွေပါရဲ့နှာခေါင်းကိုပဲအားကိုလိုက်ပြီးတော့လမ်းရွေးလိုက်ပါတယ်။ပြေးရင်နဲ့ပဲထွက်ပေါက်တစ်ခုကိုတွေ့တဲ့တာကြောင့်ထွက်သွားတဲ့အချိန်မှာတော့မကောင်းဆိုးဝါးလေစီရင်နဲ့ထိတိုက်တွေ့ပါတော့တယ်။မစင်မကျင်ဝင်သွားလိုက်မယ်ဆိုရင်လေအားကြောင့်အရှင်လက်လက်ဆုတ်ပြေးခံရတယ်လို့ဖြစ်သွားမှာပါ။လင်းတုံကတော့ဓာရီကိုဂယူမဆိုင်နိုင်တော့ဘူးဆိုပြီးတော့တားကြီးမိုးကျခန္ဓာကိုကိုသုံးပြီးတော့အစီရင်တွေကနေဖြတ်ကျော်လိုက်ပါတယ်။ထင်ထားတဲ့အတိုင်းပါပဲ။လေဝဲကြီးကထိန်းချုပ်မနေရနိုင်အောင်ဖြစ်သွားပြီလေ။ အဲ့ဒီအချိန်မှာပဲလင်းတုံတယောက်သတိမေ့သွားတာကြောင့်မွေးပါလေးကအသေးတန်ဖမ်းထားလိုက်ရပါတယ်အချင်းခဏကြာမှာတော့လင်းတုံတယောက်ပြန်တရီရလာပြီးတော့မိုးကြိုးတွေကိုဆုပ်ယူလိုက်ပါတယ်။တာကြီးမိုးကြိုးခဏကိုကဆင်ခဲပြောင်းလဲတော့မှလေ။အဲ့ဒီအချိန်ကုယံကလည်းမိစာသားရဲ့လက်ကလွတ်သွားပြီဆိုပြီးတော့ပျော်ရွှင်နေပါတယ်။ဒါကိုခွင်ကောင်းယူပြီးတော့ရှေးဟောင်းခိုင်းရဲ့အပြက်စီးစီကိုအ мян သွားဖို့ဆုံးဖြတ်လိုက်ပြီလေ။သွားရင်းနဲ့ပဲကုယံတယောက်ရှောင်းရံတကောင်ရောင်းလေးလေးဖြစ်နေတာကိုလှမ်းတွေ့လိုက်ပါတယ်။လင်းတုံကလည်းနောက်ဆုံးတော့တာကြီးမိုးကြိုးခဏကိုကနေကြောက်စိမ့်မိုးကြိုးခဏကိုဖြစ်ကိုပြောင်းလဲလိုက်နိုင်ပါတယ်။ ဒါကြောင့်အစီရင်ကိုဖောက်ထွက်ဖို့အားရရှိသွားပြီလေပြီးတာနဲ့ကြောက်ဆောင်တစ်ခုစီကနေပြီးတော့ရွှေရောင်လင်းလန်းနေပေါ်လာပါတယ်ရှေးဟောင်းခိုင်းခြံခဲ့တဲ့ရေနာဖြစ်နေတာကြောင့်တွားကြည့်လိုက်တဲ့ချိန်မှာတော့ဝိညာဉ်ပြောက်ွယ်သွားတာကြာပြီဖြစ်တဲ့လူတယောက်ထိုင်နေတာကိုတွေ့လိုက်ရပါတယ်ကြည့်ရတာကတော့ဒီမကောင်းဆိုးဝါးလေစီရင်ကသူ့အသက်ရှင်တော့ကလှုပ်ထားခဲ့တဲ့အသားစီးဖြစ်နေပါတယ်ဒါပေမဲ့အချိန်ကြာသွားတာကြောင့်ဆွမ်းအားတွေအများကြီးလျော့သွားတာပါမဟုတ်ရင်လင်းတုံရဲ့ကြောက်စိမ့်မိုးကျိုးခန္ဓာကိုယ်ကလည်းကြော်ဖြတ်နိုင်မှာမဟုတ်ပါဘူးလင်းတုံတယောက်ရှေ့တလန်းတိုးလိုက်တဲ့အချိန်မှာတော့အဲ့လူရဲ့စွဲငင်တာကိုခံလိုက်ရပါတယ် ီးတာနဲ့လင်းတုံတယောက်အဲ့လူရဲ့အရင်ကမှတ်ညံတချို့ကိုပြန်မြင်လိုက်ရပါတယ်။နောက်တော့ရွှေရောင်လင်းနှန်းတွေကလည်းပျောက်သွားပြီလေ။အဲ့လူရဲ့မှတ်ညံထဲမှာတော့ရှေးဟောင်းခိုင်းကတပည့်တွေကကြောက်စရာကောင်းတဲ့အင်အားတစ်ခုကိုခုခံနေကြတာပါ။ပြီးတော့သပင်းဖြူနဲ့အဖိုးကြီးတယောက်ကိုလည်းတွေ့ရတယ်လေ။အဲ့လူမကအနက်ရောင်အဆောင်တင်ဂီတာတစ်ခုလည်းရှိနေပါတယ်။လင်းတုံရဲ့မွေးရပါဝင်းကျင်အဆောင်ကဘိုးဘေးအဆောင်နဲ့တော်တော်လေးကိုကြီးမားတဲ့ဆက်ဆက်မှုရှိနေတာကြောင့်အဲ့ဒီအနက်ရောင်အဆောင်ကဘိုးဘေးအဆောင်ပဲဖြည့်ရမယ်ဆိုပြီးတော့ကောက်ချက်ချလိုက်ပါတယ်။အခုတော့ဘိုးဘေးအဆောင်ကရှေးဟောင်းကြောက်တန်ရဲ့နေရာလွတ်ထဲမှာရှိနေတယ်ဆိုတာသိကြသွားပြီလေ။ နေတုံကတော့ရှေးဟောင်းကိုင်းသားတွေခုခံနေကြတယ်ကြောက်စရာကောင်းတဲ့အရာကဘာကြီးလဲဆိုတာသိကျနေပါတယ်ပြီးတာနဲ့အရှိကလူရဲ့လက်ထဲကနေပြီးတော့ရွှေရောင်အလုံးနှလုံးပြုတ်ကြလာပါတယ်အဲ့ဒါကတော့နိဗ္ဗန်ဘုံအဆင့်မှာပဲပေါ်ဆက်လို့ရတဲ့နိဗ္ဗန်စေပါဒါကြောင့်ယရနာကိုတိန်းထားလိုက်ပြီးတော့ရှေးကအကြီးကဲကိုခြေသူတင်ကြောင်ပြောလိုက်ပါတယ်ပြီးတာနဲ့နောက်တနေရာကိုခရီးဆက်ပြန်ပြီလေ ရှောင်ရံတကောင်ကတော့ကုရံတို့ဖမ်းထားတာခံနေရပါပြီ။လင်းတုံကလည်းရှောင်ရံရဲ့အငွေတန်းတော့ကိုလိုင်ရင်နဲ့တွေ့သွားတာပါ။လင်းတုံတယောက်ရှောင်ရံကိုလှုပ်ပေးဖို့ပြောပေမဲ့ကုရံကတော့မျက်စိရှိမှပဲနှိပ်စက်ပြလိုက်ပါတယ်။မွေပါလေးမှာရှောင်ရံကိုကယ်ဖို့နီလန်းရှိတဲ့အတွက်လင်းတုံကိုအရင်ဆုံးကုရံကိုပဲအာရုံလွဲအောင်လှုပ်ဖို့ပြောလိုက်ပါတယ်။ပြီးတာနဲ့ကုရံနဲ့လင်းတုံတို့တိုက်ကြပြန်ပါပြီ။အဲ့ဒီချိန်မွေပါလေးကထွက်လာပြီးတော့ကုရံရဲ့တပည့်နှစ်ယောက်ကိုအပြတ်ရှင်းလိုက်ပါတယ်။ဒါပေမဲ့မွေပါလေးရှောင်ရံကိုမကယ်ခင်မှာပဲကုရံကလက်ဦးမှုရယူသွားပါတယ်။နောက်တလန်းလန်းလိုက်တာနဲ့ရှောင်ရံကိုချက်ချင်းတပ်ပစ်မယ်ဆိုပြီးတော့ကုရံတယောက်ချင်းယောက်လိုက်ပြီးလေ။ လင်းတုံကလည်းရှောင်းရန်ကိုထိခိုက်အောင်လုပ်လို့ကတော့ကုရန်ကိုတိမ့်တေပေါက်တန်ရတန်ကြီးပြန်ပေးဆက်ခိုင်းမယ်ဆိုပြီးတော့ပြောလိုက်ပါတယ်ကုရန်တယောက်လင်းတုံကိုထပ်ပြီးတိုက်ဖို့လုပ်တဲ့ချိန်မှာပဲရှောင်းရန်ကအမီးနဲ့တိုက်ချလိုက်ပါတယ်ဒါကိုအခွင့်ကောင်းယူပြီးတော့မွေပါလေးကတော့ရှောင်းရန်ကိုချုပ်ထားတဲ့ကျိုးကိုကုရန်ရဲ့လက်ထဲကနေဖြတ်လိုက်နိုင်ပါတယ်ကျိုးကိုကြည့်ရင်လည်းအာယုံမရဖြစ်နေတဲ့ကုယံကိုလင်းတုံကတော့တစ်ချက်သေးဝင်ထိုးလိုက်ပြီလေလက်သေးတစ်ချက်နဲ့ပဲကုယံကိုအမောက်သိလိုက်နိုင်ပါတယ် ဒါပေမဲ့လင်းတုံတယောက်ရှောင်းရံကိုကျိုးဖြီပေးဖို့လုပ်တဲ့ချိန်မှာပဲကုရံကနောက်ခနေပြီးတော့ဝင်းပလွေတောင်ဖြိုလက်ဝါးကိုတုံးပြီးတော့အလေးဝင်တိုက်လိုက်ပါတော့တယ်။လင်းတုံကလည်းနတ်ဆိုးမြောက်ဝင်အသွင်မြောင်းခြင်းကိုတုံးပြီးတော့ပြန်ခုခံလိုက်ပြီလေ။ဒါကြောင့်ကုရံကတော့မိစ္ဆာသားရဲ့ရှိနေတဲ့ကြောက်ထဲကိုပြုတ်ကျသွားပါတယ်။သူ့အကူတို့နဲ့သူသွားတာပေါ့။နောက်ဆုံးတော့လင်းတုံတို့သူ့ရဲ့မွေးရပါဝိညာဉ်အဆောင်အာယုံခံမှုအပြင်းထန်ဆုံးနေရာကိုရောက်သွားပါတယ်။ဒါကြောင့်ကြည်ရတာဘိုးဘေးဆောင်ကဒီနေရာမှာဖြစ်နိုင်ချေအများဆုံးပဲလေ။ ဒါကြောင့်အမြန်ဝင်ပြီးတော့ဆက်စုဖို့လုပ်လိုက်ကြပါတယ်။အထဲကိုဝင်လိုက်တဲ့အချိန်မှာတော့လူရှိနေတာကိုသတိထားလိုက်မိပါတယ်။ချောင်းကြည့်လိုက်တဲ့အချိန်မှာတော့ရင်းခွေကိုင်းကဖြစ်ပြီးတော့အစိမ့်မြင့်အဆောင်ရုပ်သေးသေးရုပ်ကိုအသက်သွင်းနေကြတာပါ။ရုပ်သေးကိုကြည့်ပြီးတော့လင်းတုံလေတော်တော်သဘောကျသွားတာကြောင့်ဝင်လူဖို့တွေးလိုက်ပြီလေပြီးရနဲ့ရေခဲနဲ့ဓားကိုတုံးပြီးတော့ရင်းခွေကိုင်းကတပည့်တွေတယောက်ပြီးတယောက်အပြည့်ရှင်းလိုက်ပါတော့တယ်ရင်းခွေကိုင်းကအကြီးကဲကိုပါထပ်တိုက်လိုက်တဲ့ချိန်မှာတော့အဖိုးကြီးတယောက်ပြာများနေရပြီလေ င်းတုံထွက်လာတဲ့အချိန်မှာတော့အဖိုးကြီးကလင်းတုံမှန်သိနေပါတယ်။သူတို့နှစ်ယောက်စုံတော့မစုံဘူးသေးပါဘူး။ဘာလို့ချင်တာလဲဆိုပြီးတော့မေးလိုက်တော့လင်းတုံတယောက်အဆောင်ရုပ်သွေးပေါ်ကစိတ်စွမ်းရင်အမှတ်သားကိုဖယ်ရှားဖို့ပြောလိုက်ပါတယ်။ဒါပေမဲ့အဖိုးကြီးကတော့သဘောမတူပါဘူး။အဲဒါကြောင့်စိတ်စွမ်းရင်ကိုနည်းနည်းထပ်တိုးလိုက်ပြီးတော့ချိန်ကျောက်လိုက်ပြီးမယ်။အဆောင်ရုပ်သေးကအဖိုးကြီးရဲ့စကားကိုနားထောင်တော့မယ့်အချိန်ကိုနီးကပ်လာပါတယ်။အဲ့ဒီချိန်မှာရှောင်းရံထွက်လာပြီးတော့အဖိုးကြီးကိုခုံအုပ်လိုက်ပြီးလေ။ ပြီးတာနဲ့လင်းတုံတယောက်စိတ်ဝိညာဉ်အမှတ်သားကိုဖယ်ရှားဖို့ပြောလိုက်ပါတယ်ရွေးရမရှိတော့တဲ့အဆုံးမှာတော့အဖိုးကြီးတယောက်သဘောတူလိုက်ရပါတယ်အဖိုးကြီးသူ့ရဲ့စိတ်ဆွမ်းရည်တွေကိုအဆောင်ရုပ်သေးကနေဖယ်ရှားပြီးတဲ့နောက်မှာတော့လင်းတုံတယောက်အဆောင်ရုပ်သေးကိုကိုပိုင်အဖြစ်နဲ့တင်လိုက်ပါတယ်အဖိုးကြီးကတော့လင်းတုံတယောက်အဆောင်ရုပ်သေးကိုရာသွားတယ်ဆိုရင်တော့မှသူတို့ခန်းချုပ်ငယ်လေးထံကလှုပ်ပေးမှာမဟုတ်ဘူးဆိုပြီးပြောလိုက်ပါတယ်ပြီးတာနဲ့လူတချို့ရောက်လာတဲ့အတန်းကိုကြားလိုက်ပြီးတော့ရင်းခွေကန်ကလူတွေဖြစ်နေမှာဆိုတော့ကြောင့်အဖိုးကြီးကိုခေါ်ပြီးတော့လင်းတုံတယောက်ထွက်ပြေးပြီလေ တကယ်ရောက်လာတာကတော့မူချမ်းချမ်းတို့ပါအဲ့ဒီအချိန်မှာထန်းလိန်တို့လည်းရောက်ချလာပါတယ်အဆောင်ရုပ်သေးကိုယူပြီးတော့သူ့ရဲ့အရင်ခွေကိုင်းကလူတွေကိုတိုက်ခိုက်တာကမူချမ်းချမ်းဆိုပြီးအထင်လွဲသွားပြီလေမူချမ်းချမ်းကတော့သူကခုမှရောက်လာတဲ့အကြောင်းကိုရှင်းပြလိုက်ပါတယ်ဒါပေမဲ့ထန်းလိန်ကတော့မယုံပါဘူးဒါကြောင့်နတ်ဆိုးလက်ဝါနဲ့စာပြီးတိုက်လိုက်ပါတယ်ဒါပေမဲ့မူချမ်းချမ်းကမဟာနတ်ဆိုးချက်ဝတ်တစားရှိတဲ့အတွက်လွယ်လေးပဲကာလိုက်နိုင်ပါတယ်။ပြီးတာနဲ့စကားပေါ်တွေမပြောတော့ဘဲနှစ်ဖက်စလုံးစတိုက်ကြပြီလေ။လင်းတို့တယောက်ကတော့သူ့သွားနေရင်းနဲ့အောက်ဖက်မှာတခုခုရှိရဲဆိုပြီးခံစားလိုက်ရပါတယ်။ ဒါကြောင့်အောက်ကိုဆင်းဖို့ဆုံးဖြတ်လိုက်ပြီမယ်အဖိုးကြီးကတော့မြေအောက်မှာမယန္တာအေးဓာတ်တွေရှိတာကြောင့်သူမဆင်းကျင်ဘူးဆိုပြီးတော့ငင်းဆန့်လိုက်ပါတယ်ဘာလို့လဲဆိုတော့စွမ်းရင်ဖန်ဆင်းခြင်းပုံစံအကောင့်သူတရားမဟုတ်ပဲနဲ့အောက်ကိုဆင်းရင်စိတ်စွမ်းရင်မှာအေးခဲပြီးပျက်စီးသွားနိုင်တာကြောင့်မို့လို့ပါလင်းတုံကဘာများတိထားရလဲဆိုပြီးတော့အတင်းမဲ့အစ်ပြီးမေးလိုက်ပါတယ်ပြီးတာနဲ့မပြောဘူးဆိုရင်သူနဲ့တူတူအောက်ဆင်းလိုက်ခဲ့ဖို့အတွက်တွန်းချလိုက်ပြီလေအရေးတက်တွေကတကယ်ပြင်းထန်ပေမဲ့မွေပါလေးကအကာအကွယ်ကိုဖွင့်ပြီးတော့ကာလိုက်နိုင်နေတဲ့အတွက်ဘာမှမဖြစ်ပါဘူးအဖိုးကြီးကတော့လင်းတုံတယောက်မယန္နာမြေအရေးတက်ကိုဖျက်သွားနိုင်တဲ့အတွက်တော်တော်လေးအံ့ဩသွားပါတယ် လင်းတုံတယောက်ရှေ့တဲ့တဲ့ကိုပြေးပြီးတော့သွားကြည့်လိုက်တဲ့ချိန်မှာတော့ဘိုးဘေးအဆောင်မရှိတော့တာကိုတွေ့လိုက်ပါတယ်ဒုက္ခတွေအများကြီးခံခဲ့ရပြီးတော့ဘာမှမရှိဘူးဆိုတာသိသွားတဲ့နောက်မှာတော့လင်းတုံတယောက်တော်တော်လေးဒေါသထွက်သွားပြီလေတာဝန်ရှင်ရောင်းကြောက်တိုင်ကိုအချိန်များစွာဖွင့်ခဲ့ပြီးပါပြီအဖိုးတန်ရတနာတစ်ခုကတကယ်ရှိခဲ့ရင်လင်းတုံယူကိုအလှည့်ကဘလို့လို့ရောက်လာမှာလဲအဲ့လိုကြားလိုက်တဲ့ချိန်မှာတော့တိထားရတဲ့အကုန်ပြောဆိုပြီးတော့ဒေါသတွေအကုန်လုံးအဖိုးကြီးပေါ်ကိုရောက်ကုန်ပါတယ်လွန်ခဲ့တဲ့၃နှစ်ကသူတို့ရင်းခွေခိုင်းရဲ့ခိုင်းချုပ်ကကိုတိုင်းထွက်ပြီးတော့ဒီကအဖိုးတန်ဆုံးရတနာကိုခိုင်းစီကိုယူသွားလိုက်ပြီးပါပြီ။ အဲ့နောက်ပိုင်းကစပြီးတော့ဂန်းချုပ်ကဌာနချုပ်မှာပဲအမြဲခံအောင်ပြီးတော့ကြင်ညာနေကြတာပါဒါကြောင့်လေးထံကိုတော့ဂန်းချုပ်ငယ်လေးဆိုပြီးတော့ခေါ်ကြတာပါအခုဆိုရင်လင်းတုံရှာနေတဲ့ပစ္စည်းကရင်းခွေခန်းရဲ့ဂန်းချုပ်လက်ထဲကိုရောက်သွားတာပါအပေါက်ဆိုးတဲ့အဖိုးကြီးကိုတော့လင်းတုံတစ်ယောက်လက်သီးစာတစ်ချက်ကျွေးလိုက်ပါတယ်ဒါပေမဲ့ကံကောင်းတာကဘိုးဘေးဆောင်ကိုအလွယ်တကူတန်းစင်လို့ရမှာမဟုတ်ပါဘူးရင်းခွေခန်းရဲ့ဂန်းချုပ်ကအဲ့လိုစွမ်းရည်မျိုးလုံးဝမရှိဘူးလေဒါကြောင့်လင်းတုံတို့မှာအခွင့်အရေးရှိပါသေးတယ်ကြည့်ရတာကတော့လင်းတုံကိုယ်တိုင်ရင်းခွေခန်းရဲ့ဂန်းချုပ်ကိုသွားရှာရပါတော့မယ်ဘိုးဘေးဆောင်ပါသွားပြီမယ်လင်းတုံရဲ့မွေးရပါဝင်းကျင်ဆောင်ကတုံ့ပြန်မှုရှိနေပါသေးတယ် ဒါကြောင့်အရှိကအနေရောင်ကြောက်တိုင်ကတခုခုထူးခြားနေတယ်ဆိုပြီးတော့တွေးမိလိုက်တာကြောင့်ထီကြည့်လိုက်ပြီမဲ့ထူးထူးဆန်းဆန်းတော့ဘာမှမခံစားရပါဘူး။ဒါကြောင့်ထိုးကြည့်လိုက်တဲ့ချိန်မှလည်းဘာမှဖြစ်မသွားပြန်ပါဘူး။ရှေးဟောင်းကရဲ့ရစ်ပူစော်အဆောက်အဦဖြစ်တာကြောင့်လွယ်လွယ်နဲ့ဘယ်လိုလုပ်ပြီးတော့ဖျက်ဆီးလို့ရမှာလဲ။မွေပါလေးကတော့အနောက်ကနေပြီးတော့ပေါစီပေါစီနဲ့ပြောနေပါဗျ။စိတ်ဆွမ်းရင်ကိုမတုံးတာကြောင့်မို့လို့ပါ။မွေပါလေးပြောတဲ့အတိုင်းပဲစိတ်ဆွမ်းရင်ကိုတုံးလိုက်တဲ့ချိန်မှတော့ထူးခြားလာခဲ့ပါဗျ။အလင်းလုံးတစ်ခုပေါ်လာပြီးတော့လင်းတုံတို့ကိုတခြားနေရာစီကိုခေါ်သွားပြီလေ။ အဲ့ဒီချိန်မှာအဖိုးကြီးတယောက်ထွက်လာပြီးတော့နောက်ဆုံးတော့နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာတယောက်ယောက်ဒီကိုရောက်လာခဲ့ပြီဆိုတဲ့အတန်ထွက်ပေါ်လာပါတယ်ထွက်လာတယ်သပင်းဖြူနယ်အဖိုးကြီးကတော့ဘိုးဘေးဆောင်ရဲ့တခင်မှာပြီးတာနဲ့မွေးပါလေးကိုလည်းတည်နေတယ်လေနာမည်ကြီးတဲ့ကောင်းငင်မိစ္ဆာမွေးပါကောင်းငင်ကြီးရဲ့အုပ်ဆိုးရှင်ဖြစ်ရမယ်ဆိုပြီးတော့ပြောလိုက်ပါတယ်သူ့ကိုတည်ရဆိုတော့တကယ်အမြင်ရှိတာပဲဆိုပြီးတော့မွေးပါလေးကတော့ပြန်ပြောလိုက်ပါတယ်ပြီးတာနဲ့အဖိုးကြီးကသူ့ကိုသူဝါမျိုးချင်းဘိုးဘေးအဆောင်ရဲ့အရင်တခင်ဟောင်းဖြစ်တဲ့အကြောင်းကိုပါပြောလိုက်ပါတယ်အပြင်ကဘိုးဘေးအဆောင်ကိုတရရောက်ကယူသွားလိုက်ပြီဆိုတာလည်းသူသိနေတယ်လေ ဒါပေမဲ့အဲ့လိုဆိုရင်တောင်မှအဲ့လူကဘိုးဘေးအဆောင်ကိုထာဝရတန်းစင်လို့ရမှာမဟုတ်ဘူးဆိုပြီးတော့ရှင်းပြလိုက်ပါတယ်။အကြောင်းကတော့ဘိုးဘေးအဆောင်ကိုတန်းစင်ခြင်းရင်သူ့ရဲ့အတိမတ်ပြုမှုကိုလည်းရဖို့လိုအပ်ပါတယ်။ပြရနဲ့လင်းတုံရဲ့မှတ်ညံနေအကုန်လုံးကိုအဖိုးကြီးကယူကြည့်လိုက်ပါတယ်။ဒီကိုရောက်လာနိုင်တယ်ဆိုတော့လင်းတုံကဝါးမြိုချင်းဘူဘေးအဆောင်နဲ့ကံပါလာတယ်ဆိုတာတက်တည်ပြနေတာပဲဆိုပြီးတော့ပြောရင်းနဲ့လင်းတုံကဝါးမြိုချင်းဘူဘေးအဆောင်ကိုရှာတွေ့ခဲ့ရင်သူ့ရဲ့ခြေတစိတ်ကိုဖျက်ဆီးပစ်ဖို့အတွက်လင်းတုံရဲ့နှစ်ဖူးကြားထဲကိုအဆောင်တစ်ခုထည့်ပစ်လိုက်ပါတယ်။ ဝါမျိုးချင်းဘိုးဘေးဆောင်ကလင်းတုံကိုတခင်အဖြစ်တတ်မှတ်မတတ်မှတ်ကတော့ကံပေါ်မှာပဲမှုတည်ပါတယ်ဘိုးဘေးဆောင်ကကောင်းကင်နယ်မြေကြီးရဲ့ထူးခြားတဲ့အရာဖြစ်တာကြောင့်ကောင်းကင်နယ်မြေကြီးရဲ့ကာဝယ်တဲ့ဆွမ်းအားကိုပိုင်ဆိုင်ပါတယ်ဆွမ်းအားရရှိတဲ့အချိန်မှာပဲသူ့ရဲ့တာဝန်ကလည်းရှိလာပါလိမ့်မယ်အခုချိန်သူပြောတာတွေကိုနားမလည်ပေမဲ့လည်းအချိန်တန်ရင်လင်းတုံကနားလည်လာပါလိမ့်မယ်လို့ပြောပြီးတော့ပြန်ပြောက်သွားပါတယ်ပြီးရနဲ့ပြန်ထွက်သွားဖို့တကားပေါက်တစ်ခုပေါ်လာပါတယ်လင်းတုံကတော့ဘိုးဘေးအဆောင်တခင်ဟောင်းလိုမျိုးအင်အားကြီးတဲ့လူတယောက်ကိုဒီလိုဖြစ်သွားအောင်လုပ်နိုင်တဲ့အရာကဘာလဲဆိုတာသိချင်နေပါတယ်ဘိုးဘေးအဆောင်ရဲ့တခင်ဖြစ်နိုင်ရင်တော့ပြိုင်ဆန်ရှာတဲ့လူတော့မဖြစ်နိုင်ဘူးလေ ကိုထက်တာတဲ့သူဆိုတာအမြင်နဲ့ရှိသမြဲပါပဲပြီးတာနဲ့လင်းတုံတို့လိုချင်တာရပြီမို့လို့ထွက်သွားလိုက်ကြပါတယ်အဲ့ဒီချိန်မူချမ်းချမ်းနဲ့လေးထန်တို့ကလည်းတိုက်ပွဲပြင်းထန်နေပါပြီလေးထန်ကတော့အဆောင်ရုပ်သေးကိုထုတ်ပေးလိုက်ဆိုပြီးတော့ပဲဇက်တိုက်တောင်းနေပါတယ်မူချမ်းချမ်းပြောတာကိုနားမထောင်ပါဘူးပြီးတာနဲ့အဆောင်ရုပ်သေးတရုတ်ကိုထုတ်ပြီးတော့မူချမ်းချမ်းကိုတိုက်လိုက်ပါတယ်အဲ့ဒီချိန်မှာသူတို့ကြားကဖြတ်သွားတဲ့လင်းတုံကိုနှစ်ယောက်သားတွေ့လိုက်တာကြောင့်အံဩသွားပါတယ်ဒါကြောင့်လေးထန်ရဲ့ပြတ်မှတ်ကလည်းပြောင်းလဲသွားပြီလေ လင်းတုံရဲ့အနောက်ကနေတောက်လျှောက်လိုက်ပြီးတော့တိုက်ခိုက်လိုက်ပါတယ်ပြီးတာနဲ့အစင်းမြင့်ဆောင်ရုပ်သေးကိုလင်းတုံယူသွားတာလားဆိုပြီးတော့မေးလိုက်ပါတယ်လင်းတုံကတော့ခက်တီတီပဲဟုတ်တယ်ဆိုပြီးတော့ပြန်ဖြေလိုက်ပါတယ်နောက်တော့အဖွဲလိုက်ဆက်တိုက်ကြပါတော့တယ်လေးထန်နဲ့လင်းတုံတို့ထိတ်တိုက်တွေ့ကြပြီမြဲဒဏ်ရာရသွားတဲ့သူကတော့လေးထန်ပါအဲ့ဒီအချိန်မှာပဲမူချမ်းချမ်းတို့လည်းရောက်လာတယ်လေ မူချမ်းချမ်းရဲ့တပည့်ကအစိမ့်မြအဆောင်ရုပ်လေးကိုဘယ်လိုလုံးလိုက်ရမလဲဆိုပြီးတော့မေးတော့ရင်းခွေကန်းရဲ့လက်ထဲကသာမရောက်ဘူးဆိုရင်သူတို့အတွက်လည်းအကျိုးရှိတဲ့အကြောင်းကိုပြန်ပြောလိုက်ပါတယ်။လေးထံကတော့လက်မလျှော့သေးပါဘူး။တပည့်တွေအကုန်လုံးရဲ့စိတ်ဆွမ်းရည်တွေကိုသူ့စီကိုပို့ပေးဖို့ပြောလိုက်ပါတယ်။ပြီးတာနဲ့ရင်းခွေမဟာစီရင်ကြီးကိုထုတ်သုံးလိုက်ပြီလေ။သွေးတချို့ကိုအစီရင်ထဲကိုထည့်လိုက်ပါတယ်။မကောင်းဆိုးဝါးနှံဆိုးတက်ဖြတ်ခြင်းကိုထုတ်သုံးလိုက်တဲ့အချိန်မှာတော့လင်းတုံနဲ့အစိမ့်မြအဆောင်ရုပ်သေးကိုပြန်သုံးရပါတော့တယ်။ လေးထံတိုက်လိုက်တာနဲ့အဆောင်ရုပ်သေးထိတဲ့တွေ့သွားပြီမဲ့အဆောင်ရုပ်သေးကတော့ဘာမှဖြစ်မသွားပါဘူးလေးထံဘေးကတပည့်တွေအကုန်လုံးကိုအပြက်ရှင်းလိုက်နိုင်ပါတယ်မနိုင်တော်မှန်းသိတဲ့နောက်မှာတော့လေးထံတယောက်ထွက်ပြေးပြီလေအဆောင်ရုပ်သေးကိုထတ်လိုက်ဖို့အမိန်ပေးပြီမဲ့အဆောင်ရုပ်သေးကတော့အမိန်မနာခံတော့ပါဘူးဘာလို့လဲဆိုတော့လင်းတုံတုံးထားတဲ့စင်ကြယ်တဲ့ရွံစွမ်းရင်ကြီးကုံတော့လာကြောင်မလို့ပါဒါကြောင့်ကက်စီနဲ့တော့ထတ်မလိုက်ခိုင်းတော့ပဲနဲ့ပြန်သိမ်းလိုက်ပါတယ် ီးတာနဲ့မူချမ်းချမ်းကိုလည်းနှုတ်ဆက်လိုက်ပြီးတော့တယောက်တလန်းစီထွက်သွားပါတယ်ရန်နာလူဖို့လာတဲ့သူတွေအကုန်လုံးဘိုးဘေးမျိုးနွယ်စုတွေပါအပါအခုဆိုရင်ဖန်ဆင်းချင်းတိုင်းကြောက်တိုင်ရဲ့အရှိမစုဝေးနေကြပါတယ်ဘိုးဘေးမျိုးနွယ်စုတွေရှိတဲ့အတွက်တာမန်လူတွေအတွက်ဖန်ဆင်းချင်းတိုင်းကြောက်တိုင်ကိုဝင်ဖို့ဆိုတာကအခွင့်အရေးတော်တော်နေပါတယ် ဝမ်မျိုးနွယ်စုကအကြီးအကဲကတော့ဘိုးဘေးမျိုးနွယ်စုတွေအကုန်လုံးတနေရာစီရမှတေးရအောင်လို့ဝမ်ရန်ကိုဖန်ဆင်းခြင်းအဆင့်တိုင်းပညာတစ်ခုအတက်နိုင်ဆုံးတင်ယူရမယ်ဆိုပြီးတော့မှားလိုက်ပါတယ်ဒါမှလည်းသူတို့ဝမ်မိသားစုရဲ့အဆင့်တန်းကဘိုးဘေးမျိုးနွယ်စုတွေကြားထဲမှာတဆင့်တက်နိုင်မှာပါဝမ်ရန်ကတော့အေးဆေးပါဆိုပြီးတော့စိတ်ချဖို့ပြောလိုက်တဲ့ချိန်မှာချင်းရှစ်ကတော့လင်းတုံအမှောက်တိတ်တာခံလိုက်ရတဲ့ကောင်လေးဆိုပြီးတော့လှောင်လိုက်ပါတယ်အဲ့ဒီချိန်မှာလင်းတုံတယောက်အားလုံးရဲ့ရှေ့မှာရှောင်းရံကိုစီးပြီးတော့ရောက်ချလာပါတယ်။ဝမ်ရံတယောက်ရန်စားဖို့လုပ်လိုက်ပေမဲ့အကြီးကဲကတော့ဖန်ဆင်းခြင်းကြောက်တိုင်ကိုအရင်အာယုံဆိုင်ဖို့မှားလိုက်ပါတယ်။ မိဘလေးကတော့လင်းတုံကိုဒီလိုမျိုးပေါပေါထင်းထင်းကြီးထွက်လာတာကလင်းတုံရဲ့ရန်သူတွေကိုမျက်စိကန်းနေတဲ့ထင်နေရလားဆိုပြီးတော့ဆူလိုက်ပါတယ်တကယ်တော့ဖန်ဆင်းခြင်းတန်းကြောက်တိုင်တဲ့ကိုဝင်ကျင်နေဆိုရင်နေရာတစ်ခုကိုမဖြစ်မနေရအောင်လုပ်ရမှာပါပြရနဲ့နေရာဆယ်နေရာပေါ်လာပါတယ်ဒီကြောက်တိုင်ထဲမှာတခြားအရာတွေလည်းရှိနေတယ်ဆိုတာမွေးပါလေးကတော့သတိထားလိုက်မိပါတယ်ပထမဆုံးနေရာယူလိုက်တာကတော့လင်းလန်ထန်းမှာအခုဆိုရင်လင်းလန်ထန်းကခြေလန်းတဝက်ဖန်ဆင်းခြင်းပုံကိုရောက်နေပါပြီတကယ်လို့လင်းတုံသာကြောက်တိုင်ထဲကိုဝင်နိုင်ပြီးတော့ဖန်ဆင်းခြင်းတိုင်းပညာရဲ့တစ်ခုကိုရမယ်ဆိုရင်လင်းလန်ထန်းနဲ့တိုက်ခိုက်ဖို့အတွက်အရေးချင်းပြည့်မိသွားပါပြီ ဒုတိယနေရာယူလိုက်တာကတော့ဝမ်ယံမှာအောက်ကလူတွေကတော့ဝမ်ယံတက်သွားတာကိုမြင်တဲ့အခါမှာတော့လင်းတုံကိုတောင်းမနိုင်တဲ့ကောင်ဆိုပြီးတော့အဲ့နေရာကိုတက်ဖို့ဘာရည်ချင်းရှိလို့လဲဆိုပြီးမေကွန်ထုတ်နေကြပါတယ်။ဒါကြောင့်အကြီးကဲကသူ့ရဲ့စွမ်းရည်တွေကိုထုတ်လိုက်ပြီးတော့မကျေနပ်တဲ့သူရှိရင်ရှေ့တက်ဖို့လှည့်ပြီးပြောလိုက်ပါတယ်။အဲ့တော့မှအကုံလုံးကလည်းအပေါက်တွေပိတ်သွားကြပါတယ်။နောက်ဆုံးတော့ဘိုးဘေးမျိုးနွယ်စုကလူလေးယောက်လုံးနေရာယူသွားပြီးကြပါပြီ။၅ယောက်မြောက်ကတော့၄ထံမှာ 6ယောက်မြောက်ကတော့မူချမ်းချမ်းမှာ၄နေရာလွတ်နေပါသေးတယ်။အဲ့ဒီချိန်လင်းတုံတယောက်ခက်တီတီနဲ့ရှေ့တက်သွားပါတယ်။ဒါပေမဲ့ဝမ်နိုးနယ်စုရဲ့အကြီးကဲကတော့လင်းတုံကိုဂိုင်းမရှိတဲ့သူဖြစ်ပြီးတော့တနေရာယူရဲရလားလို့ပြောပြီးတော့ကို့အခြေအနေကိုသိရင်လစ်တော့ဆိုပြီးတော့နှင်ထုတ်လိုက်ပါတယ်။ဒါပေမဲ့လည်းလင်းတုံကတော့အရေးချင်းနဲ့ပဲဆိုင်နေဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်။ပြီးတာနဲ့ဝမ်ရန်ကိုလည်းညှို့ထုတ်လိုက်ပြီးတော့ဝမ်ရန်တောင်းတက်နိုင်တာကိုသူကဘာလို့မတက်နိုင်ရမှလဲဆိုပြီးတော့ပြန်ပြေးလိုက်ပါတယ်။အဲ့တော့အကြီးကဲကလည်းစိတ်ဆိုးသွားပြီးတော့ရွှေစင်မြင့်နဲ့ဆိုးနေလက်ဝါးကိုတုံးလိုက်ပါတယ်။လင်းတုံကလည်းသူ့နီးတိုင်းပဲပြန်ပြီးတုံးလိုက်ပြီလေ ဒါပေမဲ့လင်းတုံပဲနောက်ကိုလန်သွားပြီးတော့နှက်ခမ်းစွန်းမှာသွေးတွေကျလာပါတော့တယ်။ပြီးတာနဲ့နှစ်ယောက်လုံးလှန်နေကိုစီထုတ်ပြီးတော့စတိုက်ကြပါတော့တယ်။စတိုက်တိုက်နေပြီမဲ့လင်းတုံတယောက်အသာမရသေးပါဘူး။အဲ့တော့နတ်ဆိုးမြောက်ဝင်အသွင်မြောင်းခြင်းကိုတုံးလိုက်ပါတယ်။ပြီးတာနဲ့လှန်နေပြေးရိုက်ပြီလေ။နောက်တော့ကောင်းငင်ကြေးကိုလှန်တိုင်းကောင်းငင်တကားလှန်ကိုထုတ်ပြီးတော့ထပ်တိုက်ပါတယ်။စွန့်ရင်နှစ်ခုထိတ်တိုက်တွေ့ပြီးတဲ့နောက်မှာစွန့်ရင်ပောက်ကွဲမှုကြီးကြောင့်နှစ်ယောက်လုံးနောက်ကိုလွင်သွားပြီလေ။ လင်းမီသားစုအကြီးကဲကတော့လင်းတုံကိုကြည်ရင်သဘောတွေကျနေပါတော့တယ်ဘေးလူတွေအကုန်လုံးကလည်းလင်းတုံတစ်ယောက်ကိုနိုင်အောင်မတိုက်နိုင်တဲ့အတွက်ဝမ်မီသားစုကိုအကြီးကျယ်လှောင်နေကြပြီလေဝမ်ရံနေမဟုတ်ပါဘူးအကြီးကဲကလည်းမစွမ်းပါဘူးဆိုပြီးတော့ဝိုင်းနေကြတာပါတယောက်တည်းမနိုင်တဲ့အချိန်မှာတော့အဖွဲလိုက်ထားတတ်ကြပါတော့တယ်အဲ့ဒီချိန်မှာပဲရှောင်းရံတယောက်လင်းတုံရဲ့ဘေးကိုရောက်လာတာကြောင့်အကုန်လုံးလန့်သွားပြီလေဒါပေမဲ့အကြီးကဲကလည်းအမိန်ပေးနေတာဆိုတော့ဆက်တိုက်ရပါတော့တယ်အဲ့ဒီချိန်မှာပဲလင်းတုံတယောက်အစင်းမြင့်အဆောင်ရုပ်သေးကိုထုတ်သုံးလိုက်ပါပြီအကြီးကဲဝမ်တယောက်အစင်းမြင့်အဆောင်ရုပ်သေးနဲ့ထိတ်တိုက်တွေ့တဲ့အခါမှာတော့သူ့ဘဲနောက်ကိုလွင့်သွားပါတယ် အဲ့ဒီအချိန်ကိုအခွင့်ကောင်းယူပြီးတော့လင်းတုံကတော့ကြောက်စိမ့်မိုးချိုးခန္ဓာကိုယ်ကိုထုတ်သုံးပြီးတိုက်လိုက်ပါတယ်နောက်ဆုံးတော့အကြီးကဲဝံမြေပြင်နဲ့မိတ်ဆက်လိုက်ရပါပြီအခုတော့လင်းတုံတယောက်အေးဆေးပဲနေရာတစ်ခုရသွားပါတယ်ပြည်တာနဲ့ဖန်ဆင်းချင်းကြောက်တန်ကအသက်ဝင်လာပါတယ်လင်းတုံတယောက်ကျဉ်ကျဉ်လိုက်ပြီးတော့မျက်စိဖွင့်လိုက်တဲ့ချိန်မှာတော့ဖန်ဆင်းချင်းကြောက်တန်ရဲ့တိုင်းပညာနယ်မြေစီကိုရောက်သွားပါတယ်မြင်နေရတာဒီအားလုံးကတော့ရှေးဟောင်းကိုင်းရဲ့တိုင်းပညာအမွေနှစ်တွေပါဒါကြောင့်ဖန်ဆင်းချင်းတိုင်းပညာကိုအမြန်ရှာဖို့အတွက်လုပ်လိုက်ကြပြီလေ ထမဆုံးတွေ့လိုက်ရတာကတော့စက်ထမဒန်းစာတိုင်းပညာကောင်းကင်ပိုက်ကွန်လက်ဝါးပါမကြိုက်သေးတဲ့အတွက်နောက်တစ်ခုကိုထပ်ရှာလိုက်ပါတယ်တခုပြီးတခုလိုက်ထိလိုက်ပေမဲ့ရှာနေတာကတော့မတွေ့သေးပါဘူးဖန်ဆင်းခြင်းတိုင်းပညာတခုမှရှိမနေတဲ့အတွက်လင်းတုံတို့အလစ်တဲလေးစိတ်တက်ကြသွားပါတယ်အဲ့ဒီချိန်မှာပဲရေအောက်ဖက်ကနေပြီးတော့အလင်းလုံးလေးတစ်လုံးကိုတွေ့လိုက်ရတဲ့တော့မွေပါလေးကအောက်ကိုသွားကြည့်ဖို့ခေါ်လိုက်ပါတယ်။အဲ့ဒါကတိုင်းကြောက်တိုင်ရဲ့ဝိညာဉ်မှာကြောက်တိုင်ဝိညာဉ်ကိုရှာတွေ့ရင်ဖန်ဆင်းခြင်းတိုင်းပညာကဘယ်မှာလဲဆိုတာသူ့ကိုမေးလို့ရတယ်လေ။ အချိန်တော်ကြာလိုက်ဖမ်းပြီးတဲ့နောက်မှာတော့နောက်ဆုံးမှာတော့ကြောက်တန်ရဲ့ဝိညာဉ်ကိုဖမ်းပြီးသွားပြီလေအဲ့ဒီအချိန်အလင်းလုံးလေးကနေတဆင့်ကောင်မလေးတယောက်အသွင်ပြောင်းသွားပါတော့တယ်ပြီးတာနဲ့ရေပြင်တစ်ခုလုံးအနီအောင်ပြောင်းသွားပြီးတော့ရှေးဟောင်းခိုင်းကိုဖျက်ဆီးတဲ့ကောင်လေးပေါ်လာပါတယ်တကယ်တော့အဲ့ဒါကကြောက်တန်ရဲ့မှတ်ညံမှာဒါပေမဲ့လည်းအကုန်လုံးကလိုက်လာပြီးတိုက်ဖို့လုပ်တာကြောင့်လင်းလုံးတယောက်ထွက်ပြေးရပါတော့တယ်နောက်ဆုံးမှာတော့ဝိညာဉ်ခံလိုက်ရပြီးတော့ဆက်ပြီးထွက်ပြေးလို့မရတော့ပါဘူးကံကောင်းကျင်တော့လင်းလုံးရဲ့နှစ်ဖူးကြားကအကြီးကြီးထွက်လာပြီးတော့အကုန်လုံးကိုပျောက်သွားအောင်လုပ်လိုက်ပါတယ် ပါမလေးကလည်းအကြီးကဲကိုတွေ့တော့ဆရာဆိုပြီးတော့ချက်ချင်းပဲကာရောပြုတ်လိုက်ပါတယ်ပြီးတာနဲ့လင်းတုံကိုဒီတယောက်ကဆရာရဲ့ဆက်ခံသူလားဆိုပြီးတော့မေးလိုက်ပါတယ်အကြီးကဲကလည်းဟုတ်တယ်ဆိုပြီးတော့လင်းတုံကိုခေါ်သွားဖို့ကောင်မလေးကိုပြောလိုက်ပါတယ်ပြီးတာနဲ့သူ့နောက်လိုက်ခဲ့ဆိုပြီးတော့လက်ကမ်းပေးလိုက်ပါတယ်မွေပါလေးကိုတော့ကြွက်လို့မှားပြီးခေါ်မိတာကြောင့်ရန်တွဲခံလိုက်ရပါသေးတယ်လက်တွဲပြီးတဲ့နောက်မှာတော့လင်းတုံတို့ဖန်ဆင်းခြင်းတိုင်းပညာတွေအပြည့်ရှိတဲ့နေရာတစ်ခုကိုရောက်သွားပါတယ်ဖန်ဆင်းခြင်းတိုင်းပညာတွေအများကြီးတွေ့လိုက်ရတဲ့အချိန်မှာတော့အကုန်လုံးတင်လို့ရလာဆိုပြီးမေးလိုက်ပါတယ်ဒါပေမဲ့ကောင်မလေးကခေါင်းခါလိုက်ပြီးတော့တကယ်တော့လင်းတုံကအကြီးကဲရဲ့ဆက်ခံသူဖြစ်တာကြောင့် လင်းတုံတင်ရမှာကတာဝန်ကောင်းခင်လောင်လက်ချောင်းမှာလင်းတုံတရဘာလို့ဆက်ဖြစ်မလဲဆိုတာနောက်တစ်ပိုင်းမှာဆက်လက်ဆောင်ကြည့်ပေးပါဦးကျွန်တော်တို့ channel ကိုလည်း like and subscribe လေးလုပ်သွားခဲ့ပေးပါဦးခင်ဗျာ